MG4 EV တွေကိုထောက်ပေးမှအနည်းဆုံး30ရာခိုင်နှုန်းလားစင်ပေးမှ28သိန်းဝင်းကျင်နဲ့9နှစ်အထိအရေးကြဝယ်လို့ရမယ်ဆိုရင်စိတ်ဝင်လာတာ အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့ရောက်နေတဲ့နေရာကတော့ဆရာဆန်လမ်းမဘော်က MG showroom ကိုရောက်နေရပဲဖြစ်ပါတယ်။ဘာလာလောက်တာလဲလို့မေးရင်ကျွန်တော်အခုခီးကြီးထွက်တော့မှာခီးကြီးထွက်ကန်ဒီနဲ့ service လာပြရင်းနဲ့ဒီမှာ promotion လေးတခုတွေ့တယ်။အဲ့ဒါဘာလဲဆိုတော့အခု10ရက် March လ2025ကနေပြီးတော့14ရက် March လ2025အထိကို MG မှာကအရေးကြီး MG4 EV တွေကိုဝယ်ယူလို့ရပါပြီတဲ့ exclusive banking partner အနေနဲ့ရ AYA bank နဲ့ချိတ်ဆက်ထားတာဖြစ်ပြီးတော့ down payment ကိုအနည်းဆုံး30ရာခိုင်နှုန်းကနေစပြီးပေးလို့ရတယ်လာစဉ်ပေးသွင်းရမယ့်ငွေကလည်း28သိန်းကျော်လောက်ပေးသွင်းရမှာဖြစ်ပြီးတော့9နှစ်ထိအရကြဝယ်လို့ရမယ်လို့ပြောတယ် MG4 ကိုတော်တော်များများကျွန်တော်မေးဘူးတွေဟာအရကြမရဘူးလားအရကြမရဘူးလားမေးတဲ့သူတွေအတွက်အခုဒီမှာ10ရက် March 2025ကနေပြီးတော့14ရက် March 2025အတွင်းမှာလာဝယ်မယ်ဆိုရင်လာဝယ်လို့ရပါတယ် AYA bank နဲ့ချိတ်ဆက်ပြီးတော့ဝယ်ယူရမှာဖြစ်တဲ့အတွက်စာရစာတမ်းနဲ့အလောက်ကြီးရှုပ်ထွေးတာကြီးလည်းမရှိဘူးပြီးလို့ရှိရင် bank process တွေက လည်းတော်တော်လေးညံတာကိုတွေ့ရတယ်။အဲ့တော့ MG4 EV ဝယ်ယူမယ်ဆိုတဲ့လူတွေအတွက်အခုဒီအချိန်ကတော့အခွင့်အရေးကောင်းပါပဲ။အဲ့တော့ MG4 အကြောင်းကိုပြောမယ်ဆိုလို့ရှိရင်အဓိကတော့ service ပေါ့နော်။ကျွန်တော်ဒီ MG4 ကကျွန်တော်စဝယ်တဲ့ကဒီနေ့အထိမှာ service မှာလဲဘူးတာဆိုလို့ air filter ပဲရှိတယ်။ air filter နှစ်ခုရှိတယ်။ဒါပေမဲ့ဘက်မှန်လည်းနှစ်ခါလဲဘူးတယ်။နှစ်ခါလဲဘူးပေါ့နှစ်ခါဝယ်ဘူးတယ်ပေါ့နော်။ခိုးခံရတယ်။အခုနောက်ပိုင်းတော့ခိုးမခံရတော့ဘူး။အဲ့ထားပါတော့။အဲ့ဒါကြီးပဲလဲဘူးတယ်။ အောက်ပိုင်းလည်းဘာမှမပြင်ရဘူးဒါပေမဲ့အောက်ပိုင်းကတော့အခုကီလို4000ကျွဲလောက်ဖြစ်သွားတဲ့အချိန်မှာကျွန်တော်စိတ်တင်တော့ brake shoe ကတော့လဲရလိမ့်မယ်လို့ထင်တယ်ခုတစ်ခေါက်ကတော့ကျွန်တော်ပြောလိုက်တယ်နောက်တစ်ခေါက်ကျရင်တော့ brake shoe လဲရမယ်ဆိုတော့အခုစားပြစ်ထဲမှာပြရင်းနေဆိုရင်ကျွန်တော် brake shoe လဲရလိမ့်မယ်လို့ကျွန်တော်အနေနဲ့ယူဆတယ်ဆိုလိုချင်တာကကျွန်တော်အခုစီးလာတာတစ်နှစ်လောက်ဝင်းကျင်အတွင်းမှာ ND4 မှာလဲရတာဆိုလို့ air filter ပဲရှိ air filter တောင်မှနှစ်ခါပဲလဲဘူးတယ်ကျွန်တော်ဒါတော့ကျွန်တော်တော်တော်လေးအသွားများတာလို့နောက်ဖုံများတဲ့နေရာကျွန်တော်သွားတာလို့ကျန်တဲ့အောက်ပိုင်းနေကျန်တဲ့ battery တွေဘာပြဿနာမှမရှိဘူးเนาะ charging သွင်းတဲ့နေရာမှာလည်းဘာပြဿနာမှမရှိဘူး အဲ့ဒါကြောင့်မို့လို့ကျွန်တော် MG4 ကိုကြာတောက်လျှောက်ကိုကျွန်တော်စီးနေပါဗျာပွင့်လည်းပြောတန်အောင်စီးနေတာဗျာဒီလားเนาะအဲ့တော့ဝယ်ထားပြီးတော့ကျွန်တော်တန်အောင်စီးမှာဒီကောက်ကီလိုသိမ့်နေပါကြော်သွားတဲ့အထိကျွန်တော်စီးမှာနောက်တစ်ခုလူတွေတော်တော်များများမေးကြတာကဟာ MG4 ကတောင်ကြီးရောက်လားတို့မန္တလေးသွားရင်ဘယ်နှခါအားသွင်းရမလဲတို့အဲ့ဒါကြာကျွန်တော်ဗီဒီယိုအများကြီးတွေရိုက်ထားပြီးသားဘယ်နေရာမဆိုရောက်တယ်ရန်ကုန်မန္တလေးတောင်ကြီးเนาะကလောဒီဘက်ဆိုလို့ရှိရင်ပုဂံ နောက်ချောင်းသာငွေဆောင်အကုန်လုံးရောက်တယ်ချောင်းသာငွေဆောင်ဆိုရင် NGO long range ကအားသွင်းစရာမလိုပဲနဲ့ရောက်တယ်ရန်ကုန်မန္တလေးဆိုလို့ရှိရင်နေပြည်တော်မှာတချိန်အားသွင်းတာနဲ့ရောက်တယ်တောင်ကြီးလဲထုံလေး၎င်းပဲနေရတမိုင်မှာအားသွင်းပြီးရတယ်တောင်ကြီးအထိရောက်တယ်ပကံဆိုလို့ရှိရင်လည်းနေရတမိုင်မှာတစ်ခါအားသွင်း285မိုင်မှာခဏအားသွင်းပြီးရတယ်ပကံအထိတေချာပေါက်မောင်းလို့ရအဲ့ဒီအခြေအနေမှာရှိအဲ့တော့ကြောင့်မို့လို့ကျွန်တော်လိုမျိုးပဲเนาะ NGO EB ကိုဝယ်ယူအမှန်ကန်ပြင်းရင်တဲ့သူတွေအတွက်ဆိုရင်အခု10ရက် March လ2025နေပြီးတော့14ရက် March လ2025မှာ MG Showroom မှာလာပြီးတော့ MG EBV ကိုလာရောက်ပြီးတော့ဝယ်လို့ရပါတယ်။နိုင်ငံလဲဝယ်လို့ရတယ်လို့ Hire Purchase နဲ့လည်းဝယ်ယူလို့ရပါတယ်။ Hire Purchase ကိုထပ်ပြောရမယ်ဆိုလို့ရှိရင်အနည်းဆုံး30ရာခိုင်နှုန်း down payment ပေးပြီးတော့ဝယ်လို့ရတယ်။အဲဒါမိမိလိုချင်တဲ့ payment plan ပေါ်မူတည်ပြီးတော့ down payment ဘယ်လောက်ဆိုလို့ရှိရင်လစီ payment ကဘယ်လောက်ဆိုတာတွေအကုန်လုံးညီနိုင်တိုင်မျိုးအတွက် MG မြန်မာ showroom ကိုလာခဲ့ဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်။ကျွန်တော်ကတော့စိတ်တော့ပါ။အဲဒါကြောင့်မို့လို့မိမိလိုချင်တဲ့ payment plan ပေါ်မူတည်ပြီးတော့အဲဒါမိမိလိုချင်တဲ့ payment game. Yeah.